တော့မေးအောင်မယ်ဗျာညဒူကူကရော်နဒင်ဟိုများဝင်ပူးနေရလားကောင်းကြကောင်းကြဆိုတော့ဗျာကျွန်တော်လက်ဖြောချေဖြောတကယ်ခါတယ်လပါဘူးကကောင်းနေဘလုံးမကိုထိန်လို့မရတာတကယ်ကိုစောင်းရမ်းကောင်းတဲ့ဒူကူဗျာလို့ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဘူတက်ကြီးပါမန်စီးတင်းတင်းတွေကိုအမြဲတင်ဆက်ပေးနေတဲ့မန်စီးဖန်တယောက်ပါဗျာ ဲ့တော့ကျွန်တော်ဒီနေ့မှာတော့ Man City တင်းနဲ့ Liverpool တင်းတို့ရဲ့ Torresy ဆိုတဲ့ရလရဲ့ပွဲပြီးနောက်ွယ်ပွဲပြီးတုံးတက်ချက်ကလေးကိုတင်ဆက်ပေးသွားကြမှာပါဗျ။အဲ့တော့ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်သွားပေးကြပါအောင်။ကဲစလိုက်ကြအောင်ဗျာ။နော်ကျွန်တော် Checky ပဲကျွန်တော်တို့ညာပြောစရာရှိရဗျာ။ထင်တယ်လားဖြစ်မလာတဲ့အချိန်မှာ Checky ပဲကျွန်တော်ပြောစရာရှိရ။ကြံတဲ့ကစားသမားတွေကတော့တကယ်ကိုစောက်ရမ်းကောင်းတဲ့ကောင်တွေလို့ပြောလို့ရတယ်ဗျာ။အဲ့တော့ကျွန်တော်ပထမဆုံး ဂိုးရီအကြောင်းကျွန်တော်ပဲအရင်ပြောလိုက်မယ်ပြလို့နော်ပထမတစ်လုံးပေါ့နော်ကျွန်တော်ဒိုကူးရဲ့ဒါဆွဲပြဘူးကနေပြီးတော့ကျွန်တော်တို့ဒါဂိုးရရှိဖို့ကြိုးစားမှုမှာဒါလဘာဘူးဂိုရမားနေပြီးတော့ဖောင်းလုတ်ခဲ့ရဆိုပြီးတော့ကျွန်တော်ပြစ်ဒဏ်ပေါ်ရတယ်ပနတီရတယ်အဲ့မှာဟာလန်ကပနတီကန့်တယ်မဂိုးဟာလန်လွယ်ကူတဲ့အလုံးစုံမဂိုး ဒါပေမဲ့ကျွန်တော်ဟာလန်ကပနတီမကိုးခဲ့ပေမဲ့ဥဆောင်ကိုတော့လှလှပပပဲကျွန်တော်ခေါင်းတိုက်တွင်းပေးထားခဲ့တယ်ခေါင်းတိုက်တာလည်းတိုက်စစ်မှုဆိုတာဘာလဲဆိုတော့ပြတ်တာပေးခဲ့တဲ့အလုံးလိုတောင်ကျွန်တော်တို့ပြောလို့ရတယ်ဗျာလို့နော်ကိုနာတေးလိုခံစစ်မှုမျိုးနဲ့ခေါင်းရှင်တိုက်ပြီးတော့ဂူးရောင်တွင်းခဲ့တယ်ဆိုတာဟာလန်ဆိုတာကမ္ဘာအကောင်ဆုံးတိုက်စစ်မှုလို့ကျွန်တော်တို့ဘာလို့တတ်မှတ်လဲဆိုတာကိုပြတ်တာလိုက်တဲ့သဘောပဲဗျာလို့နော်မလွယ်ဘူးလေဗျာကိုတာကိုနာတေးလိုကောင်မျိုးနဲ့ခေါင်းရှင်တိုက်ဖို့ဆိုတာမလွယ်ဘူးတကယ်ဘူးမလွယ်တာ ဒါပေမဲ့သူရအောင်ခေါင်းတိုက်ကြခဲ့တယ်လှလပပလေးပဲဥဆောင်ကိုတွင်းတော်ခဲ့တယ်အဲ့ဒါတလုံးကျွန်တော်တို့ကိုးရပြီနောက်ထပ်တလုံးကြတော့ကျွန်တော်ဂွန်ဇာလက်ပွဲပြီးခဲ့နီးအနေထားလေးမှာကျွန်တော်ဒါဂွန်ဇာလက်ကဒါလုံးဝဒါသူ့ရဲ့ rocket ကန်ချက်ပေါ့ဗျာအရင်ကြီးတော့မပြင်းဘူးဒါပေမဲ့လည်းတစ်ဖက်လူရဲ့ဒါနောက်တန်းနဲ့လမ်းကြောင်းပြောင်းပြီးတော့ဂိုးတွေကိုတိုက်ရိုက်တန်တက်မမတ်ပဲဝင်သွားခဲ့တယ်အဲ့တော့ကျွန်တော်ပထမပိုင်း2-0ဆိုရလက်နဲ့ဥဆောင်နေတယ်ဒုတိယပိုင်းမှာတော့ကျိုးဒါနီကိုဂွန်ဇာလက်ရဲ့အကွက်မြင်မြင်ပေးဖို့မှုကနေတစင်အိုရိုင်လီက ျတို့ဘောလုံးရသွားတယ်ရသွားပြီးတော့နောက်ကအတင်းလိုက်ပါလာတဲ့ဒါဒိုကူရဲ့ပြေးလန်းချောင်းလေးကိုပြန်ချပေးတယ်ဒိုကူတစ်ချက်ထိန်းတယ်ထိန်းပြီးတော့ဒါလဘာဘူးကစားရမတယောက်ကိုကြော်တယ်ကြော်ပြီးတော့ area ထိတ်ကနေပြီးတော့လှလှပပပဲကျွန်တော်ကန်တွင်းသွားခဲ့တာအဲ့မှာ goal ရလက်ကတော့3-0ပဲအဲ့တော့တကယ်ပြောစရာဖြစ်ခဲ့တာကျွန်တော်စောစောပြောလို့ပဲဒိုကူဆောင်ရန်ကောင်းတဲ့ဒိုကူဗျာလို့နော်ကျွန်တော်အမှန်တိုင်းပြောရရင်တော့ဒိုကူနဲ့ Bradley တို့တွေ့တဲ့အချိန်မှာ Bradley နေရအနေနဲ့ဒိုကူကို ထိနိုင်မယ်လို့ကျွန်တော်မှတ်ယူခဲ့တာဒုက္ခကြော်ဝကြော်ဝမလားဆိုတော့စိုးရင်ပူပန်မှုမျိုးတော့ရခဲ့တယ်ကျွန်တော်စိုးရင်ပူပန်တာလည်းအကြောင်းမဲ့မဟုတ်လေဗျာရှေ့မှာဘီနီရှီယတ်တို့အမ်ဘဘီတို့ဒီဘရက်ဒလီဆိုတဲ့ကောင်ကြီးကရောင်းထိမ့်ပြခဲ့တာဗျာအဲ့တော့ကျွန်တော်တို့ဒုက္ခကိုလည်းဒီကောင်ဒုက္ခများပေးလိမ့်မလားဆိုပြီးတော့ကျွန်တော်စိုးရင်ပူပန်ခဲ့တယ်ဒါပေမဲ့ပွဲတဲ့လေရရောကျွန်တော်ရဲ့စိုးရင်ပူပန်မှုတွေက တက်တက်စင်အောင်ကိုလွဲတယ်ဆိုတာကိုကျွန်တော်တဘောပေါက်သွားတော့တယ်ဗျာနော်ဒိုကုဒိုကုဆိုတာလုံးဝထင်းလို့မရဘူးတယောက်တည်းလည်းထင်းလို့မရအောင်နှစ်ယောက်ပေါင်းထင်းတယ်လည်းထင်းလို့မရဘူးဗျာအလောက်ထိကိုကောင်းခဲ့တာဒိုကုကကျွန်တော်ပထမပိုင်းတစ်ပိုင်းလုံးမန်စီတင်းရကြီးတိုက်စစ်စင်တာအဲ့တိုက်စစ်လမ်းကြောင်းနေရာလဲဒိုကူးစီရပဲလာတာဗျာလို့နော်ဒိုကူးကြီးပဲဒိုကူးဟိုလိုကြော်လိုက်ဒီလိုကြော်လိုက်ကျွန်တော်ဘောလုံးဆွဲပြေးလိုက်ဒါမှမဟုတ်ဒရစ်ပလင်းလေးလုပ်ပြီးတော့ကြော်ရွားလိုက်နဲ့တကယ်ကိုခေါင်းနဲ့ဒိုကူးဗျာလို့နော် ဆောက်ရမ်းကိုကောင်းတာအခုစံချိန်တင်လဲဒါအယ်ရန်ဟာဇတ်နဲ့တူစံချိန်လဲတင်သွားခဲ့ပါတယ်ဒါဒရစ်ဘလင်းနေတာအဲ့စံချိန်မတန်လေးတော့ထားလိုက်တော့ကျွန်တော်မပြောတော့ဘူးဒိုကုညာတော်တော်ကောင်းတယ်ပြီးရင်နောက်ထပ်ကျွန်တော်ချီးကျူးရမယ်နောက်ထပ်ကစားသမားတယောက်ကနီကိုဂွန်ဇာလည်းပဲဂွန်ဇာလက်ကကျွန်တော်တို့ဒါရိုဒရီနီဘာလောက်ကိုကောင်းလာတာလို့ကျွန်တော်ပြောလို့ရတယ်ဗျာလို့နော်ညာဆိုလို့ရှင်လဲတလုံးတွင်းနေ ကျွန်တော်ပြီးရင် oral lazy ကိုပေးပြီးတော့ဒိုကူရမဲ့လုံးမှာဒါသူ့ရဲ့အကွက်မြင်မြင်ပေးဖို့မွမ်းတယ်စင်ရခဲ့ရလို့ပြောလို့ရတယ်အဲ့ရှိမှလည်းကျွန်တော်ခံစစ်ကိုကျွန်တော်ဒါကာဝယ်မှုတွေပြီးလို့ရှိရင်ကျွန်တော်ဒါဘောလုံးဖြန့်ဝေမှုအပိုင်းတွေဘောလုံးပေးဖို့မှုအပိုင်းတွေဘာဆိုဘာမှကိုပြောစရာမရှိရပါဘူးနော်ဒိုကူပြီးလို့ရှိရင်အကောင်းဆုံးကစားရမှာမယ်ဒါပေမဲ့တချို့လူတွေအတွက်ကတော့ဒါဂွန်ဇာလက်ကအကောင်းဆုံးကစားရမှာလို့ကျွန်တော်တတ်မှတ်လို့ရတယ်ဗျာဘာလို့လဲဆိုတော့ဂွန်ဇာလက်မကောင်းလို့ရှိရင်တရင်လုံးဘာမှလုပ်မရတာကျွန်တော်တို့ဒါရှေ့မှာဥပမာတွေအများကြီးရှိခဲ့ဗျာ ဂွန်ဇာလက်စောင်းရမ်းကောင်းတာတကယ်ကိုကောင်းတဲ့ဂွန်ဇာလက်ပြားလို့နော်တော်တော်ကိုကောင်းတာလပါဘူးကွင်းလေဘာမှကိုလှုပ်လို့မရအောင်ဒါဂွန်ဇာလက်လှုပ်ပြသွားတာတကယ်ကောင်းတာရှေ့လက်နောက်ဘာမှကိုပြောစရာမလိုတာတကယ်ကိုကောင်းတဲ့ဂွန်ဇာလက်ပြီးရင်ကျွန်တော်နောက်ထပ်တစ်ယောက်ချီးကျွမ်းမှာအိုရိုင်လီ ဆာလက်လိုမန်စီးအတင်းနဲ့တွေ့တဲ့အချိန်တိုင်းဒုက္ခပေးရတဲ့ကစားသမားကိုအိုရိုင်လီထိန်းချုပ်သွားတာဒီကောင်လူငယ်ကစားသမားလေးလို့တောင်ကျွန်တော်မထင်တော့ဘူးဗျာလို့နော်တကယ်ဝါရင်တမာရင်ကစားသမားကြီးလို့ပဲကျွန်တော်တို့ဆာလက်ကို ထိန်းပြသွားတာဆာလက်ဘလူမတ်ကိုကြော်လို့မရဘူးဘလူမတ်ကြော်လို့မရတဲ့အတွက်လီဗာပူးတိုက်စစ်ကအတက်မဲ့သွားတာလို့ပြောလို့ရတယ်ဗျာအိုရိုင်လီရဲ့ဒါကောင်းွက်တယ်လို့ပြောလို့ရတယ်အိုရိုင်လီကိုကျွန်တော်တို့မန်စီးအတင်းမှာထားရတဲ့အကျိုးကျေးဇူးတွေလို့တောင်ပြောလို့ရတယ်ဗျာလို့နော်ဆာလက်ကိုလုံးဝထိန်းပြသွားတာများတကယ်ဆရာတဆူပဲ ဆာလက်စ်ကိုဘလူမကိုကြော်လို့မရဘူးဗျာနော်အိုရိုင်လီကိုဘလူမကြော်လို့မရဘူးဒါဒီအိုရိုင်လီကိုကျွန်တော်ဒါကောင်းကောင်းချီးကျူးရမယ်ဆီယာဒမဆာဆာလက်စ်ကိုပဲကျွန်တော်ထိန်းနိုင်တာမဟုတ်တိုက်စစ်မှာဆိုရင်လေဒိုကူလွတ်လွတ်လပ်လပ်လိုက်ပါကစားရအောင်ဒီကောင်ပြေးလမ်းကြောင်းနေလိုက်ပေးတယ်ပြီးရင်ဘောလုံးနေလက်ခံနေဒိုကူနဲ့ပြန်တွဲကစားတယ် တော်တော်ကိုကောင်းတဲ့ကောင်လေးပြာတော့နော် O'Reilly ဆိုတဲ့ကောင်လေးကိုဒီကောင်လေးကိုကျွန်တော်တို့က Academy ရနေပြီးတော့အလကားရလိုက်တယ်ဆိုတာကိုကျွန်တော်ယုံကူမယုံနိုင်ဘူးပြာတော့နော်ဒီလိုကစားမှခင်ဗျလိုက်ရှာကြည့်မလွယ်တော့ဘူးအနည်းဆုံးခင်ဗျတန်း80တန်း90ပဲတကယ်ပြောတာ O'Reilly တော်တော်ကိုကောင်းတယ်ပြီးရင်နောက်ထပ်တစ်ယောက်ချီကျူးရမှာကျွန်တော်ဒီဘက်က Nunes Nunes ဒီလဲ Florian Bis ကိုထိမ်းပြထားတာပဲကျွန်တော်တို့ဒါညာနောက်ကန်လူနေရာအတွက်ကျွန်တော်တို့ဒါ နူးနက်စ်နဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကအဲကစားသမားလေးပါဗျာစုပ်ဖွားလေးပါလာလို့ရှိရင်ကျွန်တော်တို့စိတ်အယမ်းညစ်ရတယ်ဒါပေမဲ့အခုချိန်မှာနူးနက်စ်ပါလာရင်စိတ်ကြရတယ်ဆိုခံစားချက်မျိုးလေးကျွန်တော်ရလာပြီနူးနက်စ်ဒီအရင်ကအရင်ကတော့မချာတော့ဘူးတိုက်စစ်ကိုလိုက်ပါလဲကောင်းလို့ခံစစ်မှဆိုရင်လည်းသူ problem bits ကိုထိမ့်ပြတော့တာနူးနက်စ်တော်တော်ကိုကောင်းနေဗျာနော်နူးနက်စ်တော်တော်ကြီးကိုကောင်းလာတယ်အဲ့တော့ ပရမောက်ဆိုဥဆောင်ကိုရတာလဲဘယ်လိုပြောအိုရိုင်လီကောင်းတယ်အိုရိုင်လီကောင်းပြောကြောင့်နူးနက်စီရောက်တော့ပြီမှာကျောင်းနူးနက်ရဲ့ဖြတ်တင်ပေါ်ဟာဟာလန်ရဲ့ခေါင်းပေါ်ကွက်တိဟာလန်ခေါင်းတိုက်ပြီးတွင်းတွားရုံပဲဒါကျွန်တော်တို့တကယ်ချီးကျူးရမယ့်အပိုင်းပဲဗျာလို့နော်တကယ်ဟာလန်လည်းကောင်းလို့ကျောင်းနူးနက်ရဲ့ဖြတ်တင်ပေါ်ပေးပို့မှုကိုလည်းကျောင်းမေ့ထားလို့မရပြောင်းနူးနက်ညာတော်တော်ကိုကောင်းတယ်ပြီးရင်တော့ကျွန်တော်တို့ရဲ့တိုက်စစ်မူဟာလန်ပေါ်ဗျာလို့နော်သူကရိုးရိုးလေးဆိုမသွင်းချင်ဘူး ခက်ခဲတဲ့အလုံးဒီမှာတွင်းနေတာအဲ့တော့ဘလိုပဲဖြစ်ဖြစ်ဟာလန်ဒီကျွန်တော်တို့ဒါမက်ဆီတင်းတွေကတော့အဓိကတိုက်စစ်မှုဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့တည်ပြလိုက်ပြီဟာလန်ကိုတွင်းရင်နိုင်ပြီပဲအဲ့တော့လီဗာပူးတင်းကို3-0ဆိုရရလနဲ့အနံ့ရရှိသွားမှုအောက်မှာတော့ကျွန်တော်ချီကျူးရမယ့်ကစားသမားတွေရောအများကြီးပဲဗျာလေနော်အတန်တိတ်သူရဲကောင်ဘန်နာရိုဆေးပါဦးပဲချီကျူးမလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒါဒီဗာလဲ ျွန်တော်ဖူရန်မဲဖူရန်ရဲ့ဒါတိုက်စစ်လမ်းကြောင်းဖွင့်ပေးမှုတွေရတဲ့ဆင်မဲကျွန်တော်ဒါမန်စီးတင်ကစားကွက်ကောင်းလာတော့ပဲချီးကျူးရမလားဒါမှမဟုတ်ရှင်လီဗာပူးလိုအတင်းမျိုးကိုကျွန်တော်အခွင့်အရေးမြန်မြန်ဆန်ဆန်မဖန်တီးတွားနိုင်အောင်လုပ်နိုင်တဲ့အပြင်ဂူမပီအောင်မှဆွမ်းဆောင်နိုင်ခဲ့တဲ့နောက်တန်းကစားရမိုင်းနဲ့ဒါဒိုနယ်ရမာကိုချီးကျူးရမလားချီးကျူးစရာရောအများကြီးပဲဗျာမြန်မာပေါ်ဗျာလပါဘူးလို့လက်ရှိပရီးမီးယားလိချန်ပီယံတယောက်ကိုအိမ်ကွင်းမှာတရီးစည်းဆိုရရလနဲ့အနိုင်ရခဲ့တာလွယ်တဲ့ကိစ္စမှမဟုတ်တာကျွန်တော်တို့မန်စီးတစ်ထည့်လုံးမှမချီးကျူးရင် ဘရုအတွက်ချီးကျူးမလဲဘာပဲဖြစ်ဖြစ်ဒါဘက်ကွာရီယူလာရဲ့ဒါပွဲပေါင်းတထောင်မြောက် ပြည့်မြောက်တဲ့ပွဲမှာလီဗာပူးလိုအတင်းမျိုးအင်္ဂလန်မှာဒရီစီဆိုရဲ့ရလတ်နဲ့အနံ့ရရှိပြီးတော့ဂုံပြုတ်ပြေးလိုက်တယ်လို့ဖြစ်တဲ့အတွက်ကျွန်တော်မန်စီးဖန်တွေအားလုံးလည်းကြည်နဲ့ကြလိမ့်မယ်လို့ထင်တယ်ပျော်လဲပျော်တယ်ကျွန်တော်မန်နော့တမက်ချ်ပေးမယ်ဆိုလို့ရှိရင်ညီကိုတို့ဘယ်ကစားမှပေးမလဲကွန်မန့်မှာချက်လောက်ရေးခဲ့ပေးကြအောင်တကယ်ကိုကောင်းတဲ့မန်စီးတီးပါပဲဗျာလို့နော်